တံမိုးငွေတစ်ထောင်အထက်ရှိတဲ့တရိတ်ဆန်တွေကိုတက်ဖြတ်ခြင်းအကျိုးဖြည့်ဆည်းအောင်ပြုလုပ်ခြင်းတွေအတွက်ဘယ်လိုပြစ်ဒဏ်တွေချမှတ်ခြင်းကိုခံရနိုင်ပါသလဲအားလုံးအမင်္ဂလာပါကျွန်တော်ကတော့ LLB Group မြန်မာ Law Firm ကတရားလွှတ်တော်ရှင်နေဦးစံမင်းဦးဖြစ်ပါတယ်ကျွန်တော်လော်ဖန်နေနဲ့အများပြည်သူတို့သိထားတဲ့ဥပဒေဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးမျှဝေပေးလျက်ရှိပါတယ်။တမိုးငွေတစ်ထောင်ကျပ်တက်ရှိတဲ့တရိတ်ဆန်တွေကိုတက်ဖြတ်ခြင်းအကျိုးပြည့်စည်အောင်ပြုလုပ်ခြင်းတွေအတွက်ကိုရာဇသက်ကြီးပုံမှန်428မှာဘယ်လိုပြဋ္ဌာန်းထားသလဲဆိုရင် မြည်သူမဆိုတံပိုးငွေတစ်ထောင်ကျပ်သို့မဟုတ်ရင်းဤအထက်တံပိုးရှိသည့်တရိတ်ဆန်တကောင်ကိုသို့မဟုတ်အများကိုတက်ချင်းဖြစ်တော်၎င်းအစိတ်ခတ်ချင်းဖြစ်တော်၎င်းအင်္ဂါပြည့်ရွေးစေချင်းဖြစ်တော်၎င်းအသုံးမွေအောင်ပြုချင်းဖြစ်တော်၎င်းအကျိုးဖြည့်စည်မှုကိုကျွလို့လျင်ထိုသူကိုနှစ်နှစ်ထိထောင်နဲ့တမျိုးမျိုးဖြစ်စေငွေတန်ဖြစ်စေဒဏ်ရာလုံးဖြစ်စေချမှတ်ရမယ်လို့ပြဋ္ဌာန်းထားပါတယ်ဒီပုံမှာတော့ရဲရဲပိုင်တဲ့ပုံမှာဖြစ်ပါတယ်အမခံပေးနိုင်ပါတယ်ဂျီအီးခွင်းတော့မရှိပါဘူး ဒါကြောင့်မလို့ရန်စတဲ့ကြီးပုံမှန်428ကိုဖောက်ဖျက်ကျူးလို့မယ်ဆိုရင်တော့ထောင်နဲ့ချမှတ်ခြင်းခံရနိုင်တယ်ငွေတန်းချမှတ်ခြင်းခံရနိုင်တယ်ဒါမှမဟုတ်ဒဏ်နှစ်ရလုံးကိုလည်းချမှတ်ခြင်းကိုခံရနိုင်ပါတယ်နောက်တစ်ပိုင်းမှာလည်းသက်ဆိုင်ရာခေါင်းစီလေးတစ်ခုနဲ့ဆက်လက်ဆွေးနွေးမျှဝေပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုကြည့်ရှုခဲ့သူအားလုံးကိုထူးပဲကျေးဇူးတင်ရှိပါတယ်